ကမ္မထန်ထိုင်တယ်လို့တရားထိုင်တယ်လို့တကယ်ဆိုလိုတာကတော့တရားနှလုံးသွင်းတယ်လို့ပြောလို့ရှိရင်ထိုင်နေသည်ဖြစ်စေလမ်းလျှောက်နေသည်ဖြစ်စေအလုံးလုံးနေသည်ဖြစ်စေတရားနှလုံးသွင်းဖို့ကအရေးကြီးပါတယ်နော်တရားနှလုံးသွင်းဖို့ကအရေးကြီးတယ်ဒါကြောင့်မို့စာပေကျမ်းကမှာတုံးတဲ့အခါမှာဘာဝနာလို့ဆိုတဲ့စကားလုံးရှိတယ်ဒီကမ္မထန်တရားအားထုတ်တယ်ဆိုတာဘာဝနာအလုံးဘာဝနာဆိုဒီမှာ ကုသနာမှာ တတိတံပစင်ညတမာတိဆိုတာဒီမဖြစ်သေးရင်ဖြစ်အောင်လုပ်တယ်ကောင်းမြတ်တဲ့အာယုန်တစ်ခုပေါ်မှာအခြေဆိုင်ပြီးတော့တတိတွေဖြစ်အောင် လုပ်တယ်တံပစင်ညဆိုရင်အစဉ္ဉဏ်တရားတွေဖြစ်ပေါ်လာအောင်လုပ်တယ်တမာတိဆိုရင်တည်ငြိမ်မှုတွေဖြစ်ပေါ်လာအောင်လုပ်တယ်ဖြစ်လာတဲ့တတိတံပစင်ညတမာတိဆိုရင်တရားတွေတိုးပွားလာအောင်လုပ်တာဘာဝနာလို့ခေါ်တယ်အချင်းချုပ်ကတတိဖြစ်အောင်လုပ်တယ်တတိတိုးအောင်လုပ်တယ် သမာဓိဖြစ်အောင်လုပ်တယ်သမာဓိတိုးအောင်လုပ်တယ်ပညာဖြစ်အောင်လုပ်တယ်ပညာတိုးအောင်လုပ်တယ်လို့ဒီလိုဆိုတာနော်အဲ့ဒါကိုဘာဝနာလို့ခေါ်တယ်အဲ့တော့ဘာဝနာလုပ်ငန်းလုပ်တဲ့အခါမှာဣရိယာပုတ်၄မျိုးနဲ့လုပ်နိုင်တယ်ဣရိယာပုတ်၄မျိုးဆိုတာလျှောင်းထိုင်ရပ်သွားသို့တော့လျှောင်းခြင်းဣရိယာပုတ်ဟာသမာဓိလုပ်ငန်းလုပ်လိုက်လို့ရှိရင်အိပ်ပျော်သွားခြင်းကိုအားပေးတာဖြစ်တော့ကြောင့်နော်လျှောင်းခြင်းလုပ်ငန်းကိုတော့သိပြီမရွေးချယ်သင့်ဘူး ဟောစိန်ခံလောရာရောက်သွားလက်ဆောဗျာလည်းကာမတုခန္တိကနိယောကောဆိုတာမျိုးရှောင်မိုးပြောထားတယ်လေတက်တအောင်နေတာမျိုးမလုပ်ရဘူးပေါ့တရားထုတ်တဲ့အခါတက်တအောင်လုပ်တယ်ဆိုတာမျိုးမလုပ်ပါဘူးခန္ဓာကိုယ်အသုံးချတဲ့အခါမှာကိုလုပ်တဲ့လုပ်ငန်းနဲ့စီလျော်ညင်ညွတ်တဲ့ဣရိယာပုဂ္ဂိုလ်ရွေးချယ်ရတယ်မြတ်စွာဘုရားကအားပေးတာပါတော့ဆိုလို့ရှိရင်စင်ကမာဓိကတောတမာတိထိရန်တရောဆိုတဲ့စကားလား ဇင်းညာလျှောက်လို့ရတဲ့တမာတိကပိုးခိုင်ပါတယ်လို့တော့မြတ်စွာဘုရားပြောတယ်။အဲ့တော့ဇင်းညာလျှောက်ခြင်းသည်အိတ်ချင်းဣရိယာပုံနဲ့ဆန့်ကျင်တယ်။လုံလဝီရိယစိုက်ထုတ်တယ်ပေါ့။အဲ့တော့ဇင်းညာလျှောက်ပြီးတော့တရားထုတ်တာလည်းကောင်းတယ်။နောက်တစ်ခုထိုင်ခြင်းဟာအိတ်ထာတော့ခန္ဓာကိုယ်လျှောက်ချထားတာမဟုတ်ဘူး။ထိုင်ထားသည့်အတွက်ကြောင့်လူဟာခန္ဓာကိုယ်အနေထားဟာတတိထားရတဲ့အနေထားမျိုးဖြစ်တယ်ပေါ့။ဇင်းညာလျှောက်ထားလောက်လည်းတတိမထားရဘူး။ တရားကိုအာရုံပြုလို့ရမယ်စဉ်ညာလျှောက်တဲ့အခါကျတော့သူကလဲမပြုမတော့ဘာလို့ဒါတွေကတတိထားစရာတွေများလာတယ်ပေါ့ထိုင်းနေတာကျတော့လဲတာလည်းမဖြစ်နိုင်ဘူးခုနကတုန်းကလုံလဝီရိယမရှိသေးတဲ့အတွက်ကြောင့်အိပ်ပျော်သွားတာလည်းမဖြစ်နိုင်ဘူးအဲတော့ထိုင်းခြင်းဆိုတဲ့ဣရိယာပုတ်တိလုံလဝီရိယကိုမလျှော်လုံးမတင်းလုံးဆိုတဲ့အနေထားမျိုးကိုဖြစ်ပေါ်စေတတ်သောကြောင့်ထိုင်တဲ့ဣရိယာပုတ်ကလည်းကောင်းတဲ့ဣရိယာပုတ်တစ်ခုပဲလို့ဒါကြောင့်မို့ထိုင်ခြင်းသွားခြင်းဒီနှစ်ခုကိုရက်စော်ပြားဟုတ် တရားတော်ထဲမှာနိတိနေနစင်ကမေနနိတိနေနဆိုတဲ့စကားလုံးနှစ်ခုအသုံးပြုပြီးတော့မြတ်စွာဘုရားတရားနှလုံးသွင်းပြီဆိုလို့ရှိရင်အဲ့ဒီဣရိယာပုနှစ်ခုဟာကောင်းတယ်လို့ပြောတာဒါနဲ့ပဲလောက်ရမယ်အိပ်ပြီးမလောက်ရဘူးလို့ဒီလိုပြောတာမဟုတ်ဘူးအိပ်ပြီးတရားနှလုံးသွင်းလဲဖြစ်တာပဲဖြစ်တာနော်အရေးကြီးဆုံးကဘာလဲလို့ဆိုရင်ဘာဝနာလုပ်ငန်းမှုသည်စိတ်လို့ပဲဖြစ်တယ်စိတ်လို့ပဲဖြစ်ထိုင်ပြီးတော့စိတ်ကတခြားရောက်နေလဲဘာဝနာမဟုတ်ဘူး လမ်းလျှောက်နေရင်စိတ်ကဟိုရောက်တရောက်ဆိုလဲဘာဝနာမဟုတ်ဘူးတတိကိုဖြစ်အောင်မလုပ်ဘူးတမစင်ညတို့ပြင်းတမာတိတို့ဖြစ်အောင်မလုပ်ဘူးဆိုရင်ဘာဝနာမဟုတ်ဘူးအဲ့ဒါရအဲ့တော့ထိုင်တာတို့အိတ်တာတို့လမ်းလျှောက်တာတို့မတ်တရတာတို့ဒါတွေကအဓိကမဟုတ်ဒီမြန်မာနိုင်ငံမှာတောင်မှတခါတော့မတ်တရပြီးတော့တရားထုတ်တယ်ဆရာတော်ကြီးတစ်ပါးရှိတယ်မတ်တရပြီးတော့အထုတ်တယ်ဆရာတော်ကြီးအဲ့ဒီဆရာတော်ကြီးကိုအတူယူပြီးတော့နောက်ကလိုက်ပြီးတော့မတ်တရပြီးလောက်ကြတာတွေလည်းရှိတယ်ပေါ့ အဲ့တော့မတ္တယထာဟာကိုကိုအနေထားနဲ့ကိုတင့်လျော်တယ်ဆိုရင်လုပ်ပေါ့မတင့်လျော်ဘူးဆိုရင်တော့မလုပ်နဲ့ဒီလိုဆိုလိုတာနော်ဒီဟာမြတ်စွာဘုရားကမတ္တယပြီးမှတရားထုတ်ရမယ်လို့လည်းမပြောဘူးထိုင်ပြီးမှတရားထုတ်ရမယ်လို့လည်းမပြောဘူးနော်တင့်လျော်တဲ့ဣရိယာပုနှစ်ခုကိုအတိညာဉ်ဤတတိတံစင်ညာဤတွတ်တက်မဲ့ဣရိယာပုကိုကိုယ်တိုင်ရွေးချယ်ပြီးတော့အထုတ်နိုင်ခွင့်ရှိတယ်ဒါကထိုင်ခြင်းလမ်းလျှောက်ခြင်းဆိုတာအဓိကမဟုတ်ဘူးခန္ဓာကိုယ်ရဲ့ ရည်ရှိတည်တံ့မှုထိုင်နိုင်သိမ့်နိုင်မှုကိုဒါလည်းအကျိုးပြုတာတရားနဲ့ပတ်သက်ပြီးတော့ဒါတွေကမထူးခြားဘူးသို့တော့အာနာပါနနဲ့ပတ်သက်တဲ့အခါကျတော့မြတ်စွာဘုရားကပန္လင်ကံအာဘုစိတ်တော်ဥဆုံးကာယံပဋိဒါယလို့ထိုင်ပုံထိုင်နေလေးကိုမြတ်စွာဘုရားညွှန်ပေးတာတင်မလင်ခွေးထိုင်ခါအထက်ခန္ဓာကိုယ်ဆက်ခေါင်းထီအောင်မမတ်ကလေးထားဒါကဘာဖြစ်လို့အဲ့လိုထားခိုင်းတာတော့ဆိုတော့တမာတိလုပ်ငန်းလုပ်လို့ရှိရင်ကြာကြာထိုင်ရတယ်သူကကြာကြာမထိုင်မနဲ့ခဏခဏပြောင်းလို့ရှိရင်ဘာနဲ့ဥပမာတူတုံဆိုလို့ရှိရင် ်နေရာပြောင်းလိုက်တာနဲ့တမာရီကပြက်ပြက်သွားတယ်တမာရီကပြက်သွားရှေးတုန်းကမီးရဖို့ဆိုတာဘာလောက်ရတော့ခုခေတ်လိုမီးချစ်တွေပါလေအလွယ်တကူမီးဖြစ်စင်နိုင်တဲ့ဒီပစ္စည်းတွေမရှိသေးဘူးပေါ့မရှိတဲ့အခါကျတော့မတမမာတဲ့အနှစ်သားဒုတ်ချောင်းနှစ်ချောင်းကိုအားဖြည့်ပြီးတော့အားထည့်ပြီးတော့ပွက်ရတယ်မီးပုတ်ခုံနဲ့ပွက်ချီလို့ခေါ်တယ်သစ်သားချောင်းနှစ်ချောင်းကိုပွက်တာပွက်တဲ့အခါမှာပူလာပူလာတဲ့အချိန်မှာ မောသေးတယ်ခဏနားအောင်မယ်ဆိုအေးသွားပြီမရအောင်အစပြန်စားရအောင်အဲ့တော့နားလို့မရဘူးသူကပုတ်ဆက်ပြီးတော့ပုတ်အဲပုတ်ပါများတဲ့အခါကျတော့မိထတောင်းမယ်ပေါ့အဲ့ဒီကြတော့မှသူကကိုလိုချင်တဲ့မိရဒါကြောင့်မလို့ရှေးဆရာတော်ကြီးတွေကရေးတဲ့ထဲမှာတရားထုတ်တယ်ဆိုတာမိပုတ်ယောက်ျားပမာလာတို့မနာမနေသူကမိပုတ်တဲ့လူလူနားလို့မရဘူးစက်တိုက်အထုတ်ဆိုတော့သမထချင်းစင်ဒီပါလေးချင်းပြီဆိုရင်နေရာပြောင်းတာတို့ဘာတို့ဒီလို့ မလုပ်ဘဲနဲ့တထိုင်တည်းနဲ့တမာတိအရှိန်ကောင်းအောင်လုပ်တာဒီလိုဆုံးလို့တာပေါ့နော်အဲ့ဒါလို့လုပ်ရမယ်လို့ပြောအဲ့တော့ဒီကိုနဲ့တင့်တော်တဲ့ဣရိယာပုဂ္ဂိုလ်ရွေးချယ်ပြီးအဓိကကဘာလဲဆိုတာကိုသိဖို့လိုတာပေါ့ဘာဝနာလုပ်ငန်းဟူသည်မနောကံလုပ်ငန်းဖြစ်တယ်နော်ကာယကံမဟုတ်ဘူးဝစီကံမဟုတ်ဘူးပြောရတဲ့ဟာမဟုတ်ဘူးကိုရီလက်ရောက်ကိုကိုလှုပ်ရှားပြီးလုပ်ရတဲ့အရာမဟုတ်ဘူးဘာလဲလို့ဆိုရင်မနောကံစိတ်ထဲမှာအလုပ်လုပ်ရမယ် တော့စိတ်ထဲမှာအလုံးလုံးတယ်ဆိုတာကိုယ်စိတ်ကိုအတိဆုံးပဲအာယုံနဲ့စိတ်ဆိုတာအာယုံနဲ့အများရန်ဒီဆက်ဆက်ပြီးတော့နေအာယုံရှိရဘူးစိတ်ကလည်းအမြဲသွားနေတယ်အာယုံနဲ့စိတ်နဲ့ကအမြဲဆုံစည်းနေတယ်မဆုံစည်းရင်လည်းစိတ်မဖြစ်ဘူးစိတ်နဲ့အာယုံစိတ်ရှိနေတယ်များအာယုံရှိနေတယ်လို့ဒါမှတ်ထားပါလေစိတ်ဆိုတာအာယုံနဲ့ကင်းပြီးတော့ဖြစ်တဲ့စိတ်ဆိုတာဘယ်စိတ်မှမရှိဘူးနောက်ဆုံးမှနိဗ္ဗာန်ကိုအာရုံပြုတဲ့စိတ်အလွန်တိမ်မွေးတဲ့စိတ်ဒီပင်လေနိဗ္ဗာန်ဆိုတဲ့အာယုံကိုအာယုံပြုသေးတယ် ဲ့နိဗ္ဗာန်အာယုံမရှိရင်မက်ဆိတ်ဖို့စိတ်ဆိုတာဖြစ်နိုင်မှာအဲ့တော့အာယုံလေးနဲ့သူစိတ်နဲ့ဒီလိုအာယုံရှိမှစိတ်ဖြစ်တယ်တချို့ကအာယုံတွေငြိမ့်သွားပြီးတော့စိတ်ကလေးကြီးပဲကျန်တော့တယ်ဆိုတာဒါအတိတ်ပဲမရှိဘူးနော်ပြောကြတယ်အာယုံမရှိဘဲနဲ့စိတ်ကလေးကြီးကျန်ရစ်တယ်ဆိုတာမဖြစ်ဘူးအဲ့ဒါမျိုးอ่ะအဲ့တော့ तू မသိတာမရှိတာမဟုတ်ဘူးမသိတာ နော်အာယုံကပျောက်သွားပြီးတော့စိတ်ကလေးကြီးပဲကျန်ရစ်တယ်ဆိုတာမဖြစ်ဘူးဒီဟာနှစ်ခုကဘယ်တော့မှခွဲလို့မရတဲ့အရာနှစ်ခုပဲစိတ်ဆိုတာအာယုံထဲမှာပဲအမြဲတမ်းတွဲပြီးတော့ဖြစ်တယ် ဒါကြောင့်မို့စိတ်ရဲ့အမှတ်လက္ခဏာပြောတဲ့အခါမှာအာရမဏဝိသန္ဒနာလက္ခဏာအာယုန်နဲ့ကင်းပြီးစိတ်ဆိုတာဘယ်တော့မှမဖြစ်ဘူးတဲ့ဖြစ်သည်မစိတ်ဟာအာယုန်ရှိရမယ်ရှိတဲ့အာယုန်ဒီတိမ်မွေးတဲ့အာယုန်ရင်လည်းဖြစ်ဖြစ်ဖြစ်မယ်ကျန်တဲ့အာယုန်လည်းဖြစ်ဖြစ်မယ်ဒါကြောင့်မို့ကမ္မထာအလုတ်ဝိပဿနာအလုတ်သို့မဟုတ်သမထဘာဝနာဝိပဿနာဘာဝနာအလုတ်ဆိုဒီမှာစိတ်ရဲ့အလုတ်ဖြစ်သောကြောင့်စိတ်ကိုပဲအဓိကထားကြရမှာဖြစ်တယ်ပေါ့ကိုယ်စိတ်လေးကဘာအာယုန်နဲ့တွားနေတယ်လဲဆိုတာကိုစောင့်ကြည့်ခြင်းပဲဖြစ်တယ်ပေါ့ အဲ့ဒါစောင့်ကြည့်တာဘယ်သူကစောင့်ကြည့်ပေးတယ်ဆိုတတိကစောင့်ကြည့်ပေးတယ်တတိလစ်သွားတာနဲ့တပြိုင်နဲ့စိတ်ကလည်းလစ်သွားပြီးသားမှတ်ပဲအဲ့ဒါကြောင့်မလို့တတိအားနေနေတာကိုစိတ်ထဲမှာတတိလေးတိုးတက်လာအောင်လေ့ကျင့်ခန်းလုပ်ပေးတာမင်းတော့ exercise ပေါ့လေ့ကျင့်ခန်းလေးလုပ်တာဟုတ်တာကမ္မထာအားထုတ်တယ်လို့ဘယ်လိုပြောတာအဲ့တော့စိတ်ကလေးနဲ့အာယုံလေးနဲ့အများအားတွဲနေအောင်ဟာဒီတရားထိုင်မှမဟုတ်ဘူးပေါ့ဘယ်အချိန်ပဲဖြစ်ဖြစ်သွားရင်လာရင်စားရင်လည်းတွဲထားလို့ရတာပဲတွဲလို့ရတယ်ပေါ့ ဖြစ်ပေါ်နေတဲ့အရာလေးတွေကိုအာရုံစိုက်ဖို့အဲ့ဒါဟာအဓိကအလုပ်ဖြစ်တယ်လို့အဲ့ဒါလို့မဟုတ်လို့ရှိရင်ငါကဘယ်နှစ်နာရီထိုင်နေတယ်ထိုင်ပြီးတော့တော့ဟုတ်တယ်ဘာလုပ်နေမှမှမသိတာထိုင်ပြီးငုံတုတ်အိတ်တဲ့လူတွေလည်းရှိသေးတယ်လေထိုင်ပြီးအိတ်နေတာလည်းရှိတယ်ဒီကိုသွားတော့ဒီကိုကျွမ်းမှာအမျိုးသမီးတယောက်ရှိတယ်သူခဏထိုင်လိုက်တာတဲ့ထိုင်လိုက်တာနဲ့အကုန်လုံးဘာမှမသိတော့ဘူးတဲ့စရောရုပ်ရောချုပ်သွားတယ်အဲ့ဒါနေပံရောက်သွားတယ်လို့သူကထင်ပိတ်ပြောသွားတာနေမှာပါလို့ဖုန်ပြန်ပြောတယ်အိတ်ပြောသွားရင်လည်းဘာမှမသိဘူးလို့နေပံရောက်သွားရင်ကတော့သိတယ် နိဗ္ဗာန်ရောက်တာဘာမှမသိဘူးမဟုတ်ဘူးသိနေတယ်။တိမ်မွေးတဲ့အာယုံတိမ်မွေးတဲ့စိတ်ကလေးကသိနေရမယ်။တခုရှိနေတယ်သူကဖြစ်နေတာကြီးပဲအများလား။ဒီဖြစ်ဖြစ်ဆိုတဲ့စိတ်တန်တတိကသူကပြတ်သွားတယ်လို့မရှိဘူး။ပြတ်သွားတယ်လို့မရှိဘူး။ပြတ်သွားရင်လည်းလူလည်းပြတ်ပြီပေါ့မရှိဘူး။မပြတ်ဘူးသူက။တန်တတိဆိုတဲ့ဖြစ်စဉ်ကြီးတခုကရလို့မှမရဘူးသူက။ရလို့မရဘူး။ရလို့ရတယ်ဆိုတာအလွန်တမာတိကောင်းတဲ့အခါကျတော့စိတ်နဲ့ပတ်သက်တဲ့ဖြစ်စဉ်တွေကို post လုပ်လို့တော့ရတယ်။လုံးဝရပြစ်တာမဟုတ်ဘူး post လုပ်လို့ရတယ်။ ဲ့ဒါ post လောက်ထားတောင်းမှာအရိယာပုဂ္ဂိုလ်တိုင်းလုံးလို့မရဘူးယဟန္တာဖြစ်ုံနဲ့လုံးမရဘူးဇန်လဲရရမယ်နော်ဇန်ဒီအလုံးလဲရရမယ်ဝိပဿနာလဲပဲကျွမ်းကျင်ရမယ်ယဟန္တာတော်လည်းကောင်းအနာဂံတော်လည်းကောင်းဖြစ်ရမယ်အဲ့ဒီပုဂ္ဂိုလ်မျိုးမှာစိတ်ကို post လုပ်လို့ရတာဇန်တဲ့ပုဂ္ဂိုလ်ကလှုပ်ချင်လို့မရဘူးလှုပ်ချင်လို့မရဘူးအင်တာမအရှင်ကောင်းပြီးတော့သွားနေတာဖြစ်တယ်ပေါ့ဒါကအခြေခံသိဝေယလေးတွေပြောတာတိလဒါနတိလဘာဝနာသို့မဟုတ်တိလသမာဓိပညာဒီ ီနှစ်ခုထဲမှာသမာဓိနဲ့ပညာကိုဘာဝနာလို့ခေါ်တယ်ဘာဝနာလုပ်ငန်းနဲ့သွားရမှာအဲ့ဒါနောက်ဒါနသီလဘာဝနာဘာဝနာကြတော့သမာဓိနဲ့ပညာဒီနှစ်ခုတူပေါင်းအောင်လုပ်တာအဓိကပေါ့လေအဲ့တော့ဘာဝနာနှစ်မျိုးရှိတယ်ဘာဝနာနှစ်မျိုးอ่ะဘာလဲလို့ဆိုရင်တမထဘာဝနာနဲ့ဝိပဿနာဘာဝနာလို့ဘာဝနာနှစ်မျိုးရှိတယ်တမထဘာဝနာဆိုတာမိမိစိတ်ကလေးကိုအာယုန်လေးတစ်ခုပေါ်မှာတင်မယ် focus လောက်တာပေါ့နော်အာယုံလေးတစ်ခုလည်းပေါ်မှာစိတ်ကလေးကိုလွတ်ထားတာပို့ထားတာတခြားကိုမသွားအောင်ထိမ့်ပေးတာအဲ့တော့ဒီလောက်ကလည်းလွယ်တဲ့အလုပ်တော့မဟုတ်ဘူးဒါသမာဓိလုပ်ငန်းလို့ခေါ်တယ်အာယုံလေးတစ်ခုပေါ်မှာစိတ်ကိုငြိမ်သွားအောင်ထိမ့်တာထိမ့်လို့လုံးဝငြိမ်သွားပြီဆိုလို့ရှိရင်သူကစိတ်ရဲ့စွမ်းအားတွေပြည့်လာနောက်ဆုံးမှာဆံရလာတယ်နော်ဆံရလာတယ်အပင်ကြီးတွေရလာတယ်ဒီမှာသူကသူ့အချွတ်ထက်ရောက်တယ်လို့ခေါ်တာအဲ့ဒါ အဲ့ဒါတမာတိလုံငါရဲ့အထွတ်ထိပ်ဝိပဿနာဆိုတာကြတော့အဲ့လိုစိတ်ကိုတခုတည်းနေရာမှာငြိမ်းနေအောင်ထိန်းစေမလို့သူကအဲ့လိုထိန်းထားရင်လည်းဖြစ်သမျှတွေကိုသူကမသိလိုက်မှာသိလိုက်မှာမဟုတ်ဝိပဿနာဆိုတာပညာကိုအဓိကထားတတိနဲ့သံစင်ညာကိုတိုးပွားအောင်တော့ဝိပဿနာတရားတမာတိမပါဘူးလားလို့ဆိုပါတယ်သူကအဓိကမဟုတ်တမာတိကနောက်လိုက်ပဲအဲ့တော့ဝိပဿနာကြတော့ဘာလို့ရမှာလဲဆိုဖြစ်သမျှအာယုန်ဒီပေါ်မှာသူ့ရဲ့အာယုန်ရဲ့သဘာဝကိုသိအောင်ကြိုးစား ူ့ရဲ့တဘာဝကိုသိအောင်ကြိုးစားပထမအဆင့်အာယုံရဲ့တဘာဝကိုသိအောင်ကြိုးစားသူ့အတိုင်းသိအောင်ကြိုးစားဥပမာမယ်ဟိုရှင်းရှားအောင်ပြောရမယ်ဆိုရင်ခန္ဓာကိုယ်ထဲမှာထွက်လေဝင်လေလေးလှုပ်ရှားနေတာဒါလှုပ်ရှားနေတာရဲ့လေရဲ့တဘာဝလေးတစ်ခုပဲအဲ့ဒီတဘာဝလေးကိုသိအောင်ကြိုးစားနေတာအဲ့လိုကြိုးစားတယ်ကြိုးစားကြိုးစားတော့အဲ့ဒီသိလိုက်လှုပ်ရှားတဲ့သဘာဝလေးရတစ်ခုလိုက်ပြီးတော့တိတာလေးရသဘာဝတစ်ခုဆိုသူသဘာဝနှစ်ခုထင်ရှားလာတာသူ တခုလည်းမဟုတ်နှစ်ခုဖြစ်လာထက်လေးဝင်လေးပေါ်မှာတပ္ပထချင်းစဉ်ကျင့်မယ်ဆိုလို့ရှိရင်ထက်တဲ့လေးဝင်တဲ့လေးလေးပေါ်မှာထိတဲ့နေရာလေးမှာစိတ်ကိုတခြားမရောက်စေဘဲနဲ့လေတိုးတဲ့နေရာလေးတွင်အာယုံစိုက်ပြီးတော့မှတ်တယ်မှတ်တဲ့အခါမှာနမိတ်တလို့ဆိုတဲ့နိမိတ်ထင်းအောင်မြင်အောင်လေးတွေပေါ့ဒီလေကသဘာဝအတိုင်းမဟုတ်တော့ဘဲနဲ့ထင်းအောင်မြင်အောင်ပေါ်လာတာကိုနမိတ်လို့ခေါ်တယ်အဲ့ဒီနမိတ်ပေါ်မှာဆက်ပြီးအလုံးလုံးလို့ရှိရင် ခုနသမထကျင့်စဉ်တစ်ခုဖြစ်သွားအဲ့လိုမဟုတ်ဘဲနဲ့ထွက်လေဝင်လေလေးမှာတိုးတဲ့လေလေးကတစ်ခုလေတိုးခံရတဲ့အသားဆိုင်လေးမှာ ရှိတာကတစ်ခုထိမှန်တိလိုက်တဲ့အတိလေးကတစ်ခုဆိုသုံးခုမှတ်တာအဲ့ဒါကြတော့ဝိပဿနာလို့ခေါ်တယ်ဝိပဿနာဖြစ်သွားသုံးမျိုးရှိတာသုံးမျိုးတစ်ပြိုင်တည်းဖြစ်ဖြစ်သွားတယ်အဲ့တော့အဲ့လိုသုံးမျိုးတစ်ပြိုင်တည်းဖြစ်တာလေးတွေနောက်ဆုံးသူ့ရဲ့တဘာဝလေးတွေလေးဆိုရင်လေးကိုအာရုံပြုလိုက်တဲ့အချိန်မှာလေးရဲ့လှုပ်ရှားတွန်းကန်တဲ့တဘာဝလေးကိုတတိထားမိလိုက်တယ် အဲ့ဒီလေလေးထိသွားတဲ့ကာယပတ္တာရုပ်ကလေးဖြစ်ပေါ်သွားတာကိုတတိထားမိလိုက်တယ်။ဖြိမှန်သိလိုက်တဲ့စိတ်ကလေးဖြစ်သွားတာကိုတတိထားလိုက်မိတယ်ဆိုတော့သုံးခုတတိထားနိုင်တယ်အဲ့ဒီမှာ။အဲ့ဒါလို့တတိထားလိုက်တဲ့အခါကျတော့တတိထားလိုက်ရုံနဲ့ပဲသူ့ရဲ့သဘာဝတရားလေးကိုသိပြီးသွားတယ်။အဲ့ဒီသဘာဝလက္ခဏာကိုသိတာဟာအလုံးဘယ်လောက်ထိအောင်လောက်ရမလဲဘယ်လောက်ထိအောင်သိရမလဲဆိုဒီသိမှုဟာခိုင်မာလာတဲ့တရား။ဒါပဲလုံနေရမှာဆက်ပြီးတော့ဒီသိမှုဟာရှင်းတဲ့ရှင်းလင်းတဲ့လင်းလာပြီး ဆိုသည်ထိအောင်လုပ်ပြီးနောက်ဆုံးမှာငါးလေးရှူနေတာမဟုတ်ဘူးလေကသူ့တဘာဝအတိုင်းသူဖြစ်နေတာလေလေးတိုးထီးတဲ့နေရာလည်းငါမဟုတ်ဘူးတဘာဝတစ်မျိုးတစ်ခုပဲသိလိုက်တာလည်းငါမဟုတ်ဘူးဖြစ်ပြီးရင်လည်းခဏအတွင်းမှာပျောက်သွားတယ်ဆိုတဲ့ထပ်ဆင့်ပြီးတဲ့အသည့်တွေရောက်လာပြီးထိအောင်ကြိုးစားအဲ့ဒီကြတော့မှသူ့တဘာဝအတိုင်းသူဖြစ်ပြီးပြတ်သွားတာဆိုတာမြင်သည်မြင်ကြတော့မှဝိပဿနာဆိုတာဖြစ်တာနော်ဝိပဿနာဆိုတာဖြစ်တယ်အဲ့ဒီမှာဒီ ထိလိုက်တာတို့ပြီးလိုက်တာတို့ဆိုတာသူ့ဘာသူ့အလိုလျောက်ဖြစ်နေတာမဟုတ်ဘူးဆရာဆရာအကြောင်းတရားတွေရှိတယ်ဆိုတာပြီးလိုက်တာလည်းပဲဒါဝိပဿနာအကြောင်းတရားကိုပဲသိတယ်လို့ဒီလိုဆိုတာအဲ့တော့သမထကျင့်စဉ်နဲ့ဝိပဿနာကျင့်စဉ်ဟာမတူဘူးဆိုလိုတာကသမထကျင့်စဉ်ကတမာတိကိုဦးစားပေးတယ်ဝိပဿနာကျင့်စဉ်ကပညာကိုဦးစားပေးတယ်ပညာဆိုဒီမှာတမာတိလုံလောက်ယုံရှိပြီးတတိနဲ့သွားတာနော်တတိထားတတ်ဖို့ပဲလိုတယ်တတိထားနေရမယ် တတိလွတ်သွားတာနဲ့တပြိုင်တည်းပညာမဖြစ်ဘူးတတိလွတ်သွားတယ်ဆိုတာမမြင်လိုက်တာနဲ့အတူတူပဲလေနော်ပညာမမြင်လိုက်ရဘူးဘာလို့တုံးဆိုမသိလိုက်တာအဲ့ဒါလို့တတိလွတ်သွားတာနဲ့တပြိုင်တည်းသိချင်းဆိုပညာလည်းမရှိတော့အဲ့ဒီ